အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာ grade 9တင်ချစွမ်းရင်မေကုံဟောင်းတဲ့ကျောမတိညာလမ်းပုံစံတစ်ခုကိုရှင်းပြမယ်ပုံမှန်ဒီမြင်းနဲ့ဒီမြင်းနဲ့ပြိုင်နေဒီတောင်းနေပေးထားတယ် angle h ကိုရှားမှာပါအမြင်းပြန်ရှိလို့ရှိရင် ဖြတ်မြင်းရှိရမှာပါအဲ့ဖြတ်မြင်းကဒီလိုအချုံကြီးဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဖြတ်မြင်းဖြစ်အောင်ဒီမှာကျွန်တော်တို့ dotted line နဲ့ ဆောက်လို့ဆက်တာချက်ထည့်ပေးမှာပေါ့နော်ဆောက်လို့ဆက်တာချက်ထည့်ပေးပါမယ်ဆောက်လို့ဆက်တာချက်အဲ့လိုထည့်ပေးပြီဆိုရင်ကျွန်တော်ဟောဒီတောင်းကို alpha လို့ပေးလိုက်နော်အဲ့တော့ alpha ရှိတဲ့တောင်းနဲ့နော်100ဒီဂရီနဲ့အတော့မြင်း ပြိုင်နေဆိုတော့တို့ကဘာဖြစ်နေလဲဆိုတော့ဒီတောင်းနဲ့ဒီတောင်းနဲ့ဟာ alternate interior angle တတ်မှတ်တက်တောင်းနေဖြစ်နေတယ်ဗောနော်နော်သူတို့ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့တတ်မှတ်တက်တောင်းဆိုတာတွေ့ရမှာပါအဲ့ဆိုရင်ဒီမှာရေးအောင် alpha equal to 100 degree ဟောပြီဒါဆိုကျွန်တော်တို့ alpha ရပါပြီဗောနော်ဟောပြီ p ဒီနာတောင်းကျွန်တော် beta လို့နာမည်ပေးမယ် beta လို့နာမည်ပေးမယ်အဲ့တော့ beta ရဲ့ဒီဘက်ကတောင်းရင်နော်ပေါင်းလို့ရှိရင်သူက supplementary ဖြစ်တယ်တောင်းဖြောင်းဖြစ်ပဲဗောနော် beta plus 130 degree equal to 180 degree ဒါဆို beta ကိုလိုချင်ရင်180 degree တွေကနေပြီးတော့130 degree ကိုနှုတ်ဒါဆို beta equal to 50 degree ဆိုပြီးရတယ်เนาะ beta တမောက50 degree ရတယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီမှာကြည့်အောင်ဒီတတိကံဖြစ်သွားတဲ့အနေအထားလေးကိုကြည့်လိုက်အဲ့မှာတတိကံရဲ့အနားတစ်ဖက်ကိုဆက်ဆွဲထားတယ်ဖြစ်လာတဲ့အပြင်တောင်း ori alpha က အတွင်း2000ဖြစ်တဲ့ဘီတာနဲ့ x ဒီဂရီနဲ့ပေါင်းခြင်းနဲ့တူတယ်ဆိုတာကိုပုံမှန်ကျွန်တော်တို့တွေ့နေရပါတယ်။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော်တို့ရေးရအောင်ဒီမှာ။နော်။ဘီတာ plus x ဒီဂရီ equal to အယ်ဖာ။ဘီတာက50 x ဒီဂရီအယ်ဖာက100ဒီဂရီ အဲဆို x ဒီဂရီကိုလိုချင်100ဒီဂရီရဲ့50ကိုနှုတ် therefore x ဒီဂရီ equal to 50ဒီဂရီဆိုပြီးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီဟာကိုကျွန်တော်တို့ဒီလိုမတွက်ဘဲနဲ့အော်တာနိတ်မက်သတ်နဲ့ဒီအောက်ကနေပြီးတော့ မြင်းဆွဲပြီးတွက်ချင်လည်းရတယ်เนาะအဲ့လိုဆွဲတွက်ချင်လည်းရပါတယ်အလုံးနားလည်းမထင်ပါဘူး